င်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်မြန်မာနိုင်ငံမှာနိုင်ငံတကာကလိုလျက်စစ်ကနဲ့လျက်စစ်ရထားတွေပြေးဆွဲမယ်ဆိုပြီးတတွင်တွင်ပြောဆိုခဲ့တဲ့အကြံဖတ်မင်းအောင်လိုင်ကအခုတခါမှလည်းရန်ကုန်မြို့မှာမိုးပြန်အမြန်လန့်နေမြို့တော်အပြင်ပတ်လန်းစီမံကိန်းကိုအကောင့်ထဲပေါ်မယ်ဆိုပြီးကော်မတီဖွဲ့နေပြန်ပါတယ် ကင်းပြည်နယ်မြဝတီမြို့နယ်ကရသေးကူမင်းလက်ပတ်နဲ့ဖလူကြေးရွာတွေဘက်အင်အားအလုံးရင်းနဲ့ဝင်ရောက်လာတဲ့အချက်ဖတ်စစ်တပ်စစ်ကြောင်းကဒေါ်လန်ရေးတပ်တွေကတံပြန်တိုက်ခိုက်ခြင်းမမှုတွေအတွေ့စစ်တပ်ဘက်ကထိခိုက်သိမ်းဆုပ်မှုတွေတော်တော်ကူများနေတယ်လို့လက်နက်ခဲယမ်းတွေကိုပါဒေါ်လန်ရေးတပ်တွေကသိမ်းဆီးရရှိထားတယ်ဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပြမဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့ရင်ကတော့မြန်မာနိုင်ငံမှာ နိုင်ငံတကာကလိုလျှက်စစ်ကားနဲ့လျှက်စစ်ယထားတွေပြေးဆွဲမယ်ဆိုပြီးတွင်တွင်ပြောဆိုခဲ့တဲ့အကြံဖတ်မင်းအောင်လိုင်ကအခုတခါမှလည်းရန်ကုန်မြို့မှာမိုးပြံအမြန်လန်းနေမြို့တော်အပြင်ပလန်းစီမံကိန်းကိုအကောင့်ထဲပေါ်မယ်ဆိုပြီးကော်မတီဖွဲ့နေပြန်ပါလေအဲ့ဒီမိုးပြံအမြန်လန်းနေမြို့တော်အပြင်ပလန်းစီမံကိန်းအကောင့်ထဲပေါ်မယ်ဆိုတဲ့ကော်မတီဖွဲ့ထားတာကိုစစ်တပ်ကထုတ်ပြန်ထားတဲ့ပြန်တန်းအရာတိရတာဖြစ်ပြီးအဲ့ဒီကော်မတီကိုအကြံဖတ်မင်းအောင်လိုင်ရဲ့အမိန့်နဲ့ လက်ရှိ2025ခုနှစ်ဩဂုတ်လ20ရက်နေ့ကတည်းကဖွဲ့စည်းလိုက်တာဖြစ်တယ်လို့သိရပါတယ်။အတိအကကတော့အဲ့ဒီအဖွဲ့ကရန်ကုန်မြို့မှာမိုးပြန်အမြန်လန့်တဲ့မြို့တော်အပြင်ပတ်လန်းစီမံကိန်းကိုအကောင့်ထဲဖော်ဖို့အတွက်ဖြစ်ပြီးအဲ့ဒီမှာကော်မတီအဖွဲ့ဝင်6ဦးထားထားပြန်တယ်လို့လည်းသိရသလိုအဲ့ဒီသူတွေကစစ်တပ်ရဲ့စောက်လို့ရေးဝင်ကြီးဥက္ကဋ္ဌရန်ကုန်ဝင်ကြီးချုပ်အဖွဲ့ဝင်ပို့ဆောင်ရေးနဲ့ဆက်သွယ်ရေးဒုဝင်ကြီးကအဖွဲ့ဝင်ဗဟနာရေးဒုဝင်ကြီးနဲ့လျှက်စစ်ဒုဝင်ကြီးတို့ပါပါဝင်တယ်လို့သိရပါတယ်။တစ်ဖက်မှာလည်း အကျန့်ဖက်မင်းအွန်လိုင်းကသူဖွဲ့စည်းလိုက်တဲ့ကော်မတီကနေတဆင့်ရန်ကုန်မိုးပြံအမြန်လန်းတဲ့မြို့တော်အပြင်ပလန်းရင်းနှီးမြုပ်နှံမှုတွေအတွက်ဆိုပြီးတရုတ်နိုင်ငံကကမ်ပဏီတွေကိုဖိတ်ခေါ်ထားပေမဲ့လက်ရှိအချိန်အထိပြန်လဲအဆိုပြုတ်တဲ့ကမ်ပဏီမရှိဘူးလို့ UMCCI ရဲ့သတင်းရင်းမြစ်ကပြောထားပါတယ်အကျန့်ဖက်မင်းအွန်လိုင်းကိုယ်တိုင်ကလည်းတရုတ်နိုင်ငံကိုသွားတဲ့ခီးစင်မှာပါ ဲ့ဒီရန်ကုန်မိုးပြံအမြန်လက်နဲ့မြို့တော်အပြင်ပတ်လန်းစီမံကိန်းကိုလာရောက်ရင်းနှီးမြှုပ်နှံကြပါဆိုပြီးဒေယုနိုင်ငံဘက်ကဖိတ်ခေါ်ခဲ့သေးပေမဲ့ဘသူမှစိတ်ဝင်စားတဲ့ပုံစံမရှိသလိုလက်ရှိအချိန်ထိလည်းအဆိုပြုတဲ့ကုမ္ပဏီမရှိသေးတဲ့အတွက်မင်းအွန်လိုင်းအာနာသိမ့်ပြီးကတည်းကပျော့ပျော့နေကြအတိုင်းတကယ်ဖြစ်မလာတဲ့လျှက်စီယထားမြေအောက်ယထားစီမံကိန်းလိုပဲဖြစ်သွားမဲ့သဘောပါပဲလို့ UMCCI တရင်ချင်းမြစ်ကပြောထားပါသေးတယ်။အဲ့လိုပဲအချက်ဖတ်မင်းအွန်လိုင်းကတော့သူအာနာဘိန်းလိုက်တဲ့2021ခုနှစ်ကတည်းက မြန်မာနိုင်ငံမှာနိုင်ငံတကာကလူလျှက်စစ်ကားနဲ့လျှက်စစ်ယထာတွေပြေးဆွဲမယ်ဆိုပြီးတွင်တွင်ပြောဆိုခဲ့တာဖြစ်တယ်လို့သူပြောတယ်လို့နိုင်ငံတကာကလူမြန်မာနိုင်ငံမှာလျှက်စစ်ကားနဲ့လျှက်စစ်ယထာတွေလည်းအကောင့်ထဲမပေါ်နိုင်တဲ့အပြင်ပြီးခဲ့တဲ့နှစ်တွေကဆိုရင်ဘက်ထရီသင်းမောပါခုံမောင်းနိုင်အောင်လုပ်ရမယ်ဆိုပြီးသူတို့စစ်တပ်ရဲ့ရေတပ်အခမ်းအနားတစ်ခုမှပြောခဲ့ဘူးသေးတယ်လို့အခုတခါလဲထပ်ပြီးတော့ နိုင်ငံတကာကလို့ရန်ကုန်မြို့မှာမိုးပြန်အမြန်လန်းတဲ့မြို့တော်အပြင်ပတ်လန်းစီမံကိန်းကိုအကောင့်ထဲပေါ်မယ်ဆိုပြီးခတ်တီတီနဲ့ကော်မတီဆိုတာမြို့ပါဖွဲ့ခိုင်းထားပြန်တာပဲဖြစ်ပါလိမ့်ခင်ဗျတဖက်မှာတော့ဂရင်ပြည်နယ်မြောက်ပြည်မြို့နယ်ကရတိကူမင်းလက်ပတ်နဲ့ဖလူကြေးရွာတွေဘက်အင်အားအလုံးရင်းနဲ့ဝင်ရောက်လာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုဒေါ်လန်ရိတ်တပ်တွေကတံပြန်တိုက်ခိုက်ချေမှုတွေအတွေ့စစ်တပ်ဘက်ကထိခိုက်သေးဆုံးမှုတွေတော်တော်ကများနေသလို့ လက်လက်ခဲယမ်းတွေကိုပါတော်လိုင်းရေးတပ်တွေကတင်စီရရှိထားတယ်လို့ချက်တဲ့နဲ့စစ်ကြောင်းကထုတ်ပြန်ထားပါတယ်အဲ့ဒီလိုထုတ်ပြန်ထားတဲ့မှတ်တမ်းတွေမှာလေဒေါ်လာရေးတပ်တွေတင်စီရရှိထားတဲ့ခဲယမ်းကြီးစံတွေကိုအပုံလိုက်ခင်းပြထားတာကိုပါအတိုင်းသားမြင်တွေ့နေရပါတယ်ဒါကတော့အော်တိုဘားလ31ရက်နေ့ကပဲမြောက်ရီမြို့နယ်ကရသေးကူမင်းလက်ပန်နဲ့ဖလူကျေးရွာတွေဘက်အင်းအားအလုံးရင်းနဲ့ဝင်ရောက်လာတဲ့အချက်ဖတ်စစ်တပ်စစ်ကြောင်းကိုဒေါ်လာရေးပူပေါင်းတပ်တွေကအကြိမ်ကြိမ်ဖြတ်တောက်တိုက်ခိုက်ချင်းမုန်းခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုတိုက်ခိုက်မှုတွေအတွေ့ စစ်တပ်ကတေတဲ့သူတွေဒဏ်ရာရတဲ့သူတွေတော်တော်ကိုများထားရုံနဲ့မကသူတို့စီကနေလက်နက်ခဲယမ်းတွေကိုလည်းတော်လိုင်းတပ်တွေကတင်စီရရှိထားတယ်လို့စစ်တပ်နဲ့စစ်ကြောင်းကထုတ်ပြန်ထားပါတယ်။ဒါအပြင်အဲ့ဒီတိုက်ပွဲတွေတဲမှာပဲအကြဖက်စစ်တပ်စစ်ကြောင်းတွေတဲကနေမရမကထွက်ပြေးလာပြီးတော်လိုင်းဘက်ကအလင်းဝင်လာတဲ့စစ်သားတွေလည်းရှိထားသေးတယ်လို့စစ်တပ်နဲ့စစ်ကြောင်းရဲ့ထုတ်ပြန်ချက်မှာပါရှိတယ်လို့လက်ရှိအချိန်ထိလည်းအဲ့ဒီနယ်မြေတွေမှာနှစ်ဖက်စီးရဲကဆက်လက်တင်းမာနေဆဲဖြစ်တယ်လို့သိရပါတယ်ခင်ဗျာ။ တစ်ဖက်မှာတော့ဂီနီဘီနယ်ဒီဘော့ဆူမြို့နယ်အနောက်ချမ်းကိုအချက်ဖက်စစ်တပ်ကလေကြောင်းကနေပုံကျဲတိုက်ခိုက်မှုတွေအတွေ့နေမျိုးကိုခုခံကာကွယ်နေတဲ့တော်လိုင်းတပ်ပကရဲဘော်၄ဦးကြာဆုံးခဲ့ရတယ်လို့ဒေတာတွင်သတင်းရင်းမြစ်ကရန်ကုန်ခေတ္တကိုပြောပါတယ်။ဒါကတော့ကင်းနီပီနယ်ဒီမော့ဆူမြို့နယ်မှာတော်လိုင်းတပ်တွေထိန်းချုပ်ထားတဲ့နေမျိုးတွေကိုအချက်ဖက်စစ်တပ်ကပြန်လည်လိုချင်နေတဲ့အတွက်ရသားပြည်သူတွေနေတဲ့နေရာတွေပါမချန်လေကြောင်းကနေပုံကျဲတိုက်ခိုက်မှုတွေကိုဇက်တိုက်လုပ်နေရမှာဒီကနေ့နိုဝင်ဘာလ၃ရက်နေ့မနက်ပိုင်းမှာလည်း ဒီမော့ဆိုမြို့နယ်အနောက်ချမ်းကို Jet Fighter လေနဲ့ရောအသေးကန် drone နဲ့ပါဘုံကျဲတက်ခိုက်သွားတယ်ဆိုပါတယ်အဲ့ဒီလိုအချက်ဖတ်စစ်တပ်ရဲ့ဘုံကျဲတက်ခိုက်မှုတွေအတွေ့နေမျိုးတွေကိုခုခံကာကွယ်နေတဲ့တော်လိုင်းကြီးဘက်ကရဲဘော်၄ဦးလဲကြဆုံခဲ့ရတယ်လို့ဒေတာတွင်းသတင်းအရင်းမြစ်ကရှင်းပြထားပါတယ်လက်ရှိကင်းနီပြည်နယ်ဒီမော့ဆိုမြို့နယ်ပမာအချက်ဖတ်စစ်တပ်ကသူတို့လက်လွတ်ထားရတဲ့နေမျိုးတွေကိုပြန်လဲလိုချင်နေတဲ့အတွက်ထိုးစစ်စင်တာတွေဇက်တိုက်လုပ်နေတယ်လို့ ်ဒေါ်လာရေးဘက်ကလည်းတံပြန်ခုခံတိုက်ခိုက်မှုတွေနဲ့နှစ်ဖက်စီကတော့ဆက်လက်တင်းမာနေတယ်လို့လည်းဒေတာတွင်သတင်းရှင်းမိကပြောထားပါတယ်ခင်ဗျတဖက်မှာတော့စကိုင်းတိုင်းကမုံရွာမန္တလေးလမ်းမိုက်မှာမိုင်းရှာဖို့ထွက်လာတဲ့အချက်ဖက်စစ်တပ်တပ်သားတွေဟာဒေါ်လာရေးတပ်တွေရဲ့မိုင်းဆွဲတိုက်ခိုက်မှုကိုပြန်ခံရပြီးထိခိုက်မှုတွေရှိထားပြန်တယ်လို့မုံရွာဒိုင်နမိုက် Special Task Force ရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ္တကိုပြောပါတယ်ဒါကတော့အောက်တိုဘာလ31ရက်နေ့ကပဲ မုံရွာမြို့နယ်တောပူပြူစောတိကျေးရွာကနေမိုင်းရှာဖို့ဆိုပြီးထွက်လာတဲ့အချက်ဖတ်စစ်တပ်တပ်သားတွေကိုမုံရွာမန္တလေးလမ်းမိုက်မှာဒေါ်လိုင်းတပ်ဖွဲ့တွေကပဒေသားမိုက်၃လုံးနဲ့ပြန်လည်ဖောက်ခွဲတိုက်ခိုက်လိုက်တဲ့ဆိုပါတယ်။အဲ့ဒီလိုတိုက်ခိုက်မှုအတွင်းစစ်တပ်ကထိခိုက်မှုတွေရှိထားတဲ့အကြောင်းကိုကနဦးတိထားရတယ်လို့လည်းမုံရွာဒိုင်နမိုက်စပက်ရှယ်တပ်ဖို့ရဲ့တာဝန်ရှိသူတို့ကပြောထားပြီးအဲ့ဒီတောပူပြူစောတိကျေးရွာမှာတက်ဆွဲထားတဲ့စစ်သားတွေနဲ့ပြူစောတိတွေဟာရွာပြင်ကိုစစ်ကြောင်းပုံစံနဲ့ပဲဖြစ်ဖြစ် အခုလိုမိုင်းရှာဖို့ဆိုတဲ့အကြောင်းပြချက်နဲ့ပဲဖြစ်ဖြစ်ဘလို့ပဲထွက်လာလားတော်လိုင်းရေးတပ်တွေရဲ့ဤပေါင်းစုံနဲ့တက်ခိုက်မှုကိုခံနေရတာဖြစ်တယ်လို့လေဒီတာတွင်သတင်းရင်းမြစ်ကပြောထားပါသေးတယ်ခင်ဗျတစ်ဖက်မှာတော့စကိုင်းတိုင်းကဗမောက်မြို့နယ်မှာကျမ်းမာရေးမကောင်းသူစပေးရှောင်းမတန်ဆွမ်းအမျိုးသမီးငယ်တဦးကိုအချမ်းပါစစ်တဲ့လောက်ကန်ရှမ်းနီ SNA တပ်သားတွေကမဒိန်ပြူချင်းခဲ့တယ်လို့ကျူးလွန်ခံရသူမိသားစုကိုကူညီပေးနေသူတဦးကပြောပြထားပါတယ်ဒါကတော့ အောက်တိုဘာလ30ရက်နေ့ည9နာရီလောက်မှာပဲမမောင်းမြို့နယ်အလဲရွာသီလာရှင်ကျောင်းတစ်ခုမှာမိခင်ဖြစ်သူနဲ့အတူနေထိုင်နေတဲ့ဂဒူးမျိုးနွယ်စုမျိုးသမီးငယ်တဦးကိုစစ်တလောက်ခန့် SNE တပ်သား2ဦးကဖမ်းဆီးခေါ်ဆောင်သွားပြီး SNE တပ်သား2ဦးကအမျိုးသမီးငယ်ကိုအရမပြုတ်ကျင့်ခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုမရင်းပြုတ်ကျင့်ခံရတဲ့အမျိုးသမီးငယ်ရဲ့မိသားစုဟာအများသူငါတွေလိုတခြားမျိုးတွေကိုစစ်ပေးရှောင်ဖို့အတွက်ကျမ်းမာရေးအခြေအနေတွေကြောင့်မေတီလာရှင်ကြောက်ပါပဲတွားရောက်ခိုးလုံနေရတာဖြစ်တယ်လို့လည်းသိရပါတယ်ဒါကို အချက်ဖတ်စစ်တဲ့လောက်ကန် SNI တပ်သား2ဦးကမင်းဒလာရှင်ចောင်းကိုရောက်လာပြီးတမိဖြစ်တဲ့သူကိုခေါ်သွားဖို့လုပ်တော့အမိဖြစ်တဲ့သူကတမိလေးဟာကျမ်းမာရေးမကောင်းဘူးဆိုတဲ့အကြောင်းကိုပြောပြပြီးမခေါ်သွားဖို့တောင်းပန်တာတောင်မရပဲစစ်တဲ့လောက်ကန် SNI တပ်သား2ဦးကဖမ်းဆီးခေါ်ဆောင်သွားပြီးတော့မတိန်ပြုကျင်ခဲ့ကြတာဖြစ်တယ်လို့ကျူးလွန်ခံရသူရဲ့မိသားစုကိုကူညီပေးနေသူတို့ကပြောပြထားပါတယ်အဲ့ဒီလိုစစ်တဲ့လောက်ကန် SNI တပ်သားက အမျိုးသမီးငယ်ကိုဖမ်းဆီးခေါ်ဆောင်အာရမပြုကျင့်ပြီးမှည10နာရီလောက်မှသီလရှင်ចောင်းကိုပြန်ပို့သွားတယ်လို့လည်းသိရပြီးအဲ့ဒီလိုမရင်ပြုကျင့်ခံရသူအမျိုးသမီးဟာပိုလီယိုယောဂကြောင့်ကိုယ်လက်မတန်ဆွမ်းသူတူဖြစ်တယ်လို့လည်းကျူးလွန်ခံရသူရဲ့မိသားစုကိုကူညီပေးနေသူတူကပြောပြထားပါတယ်ခင်ဗျာတစ်ဖက်မှာတော့ပဲခူးတိုင်းပေါန့်တယ်မြို့နယ်ဝဲကြီးဆက်စစ်တပ်ကအကြမ်းဖက်စစ်သားတွေဖမ်းဆီးနှိပ်စက်ခဲ့တဲ့ရဲသားပြည်သူကိုတိုးကြီးရဲ့ရုပ်လောင်းကို တော်တဲ့တနေရာမှာပြန်လဲတွေ့ရှိခဲ့ရတယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တိကိုပြောပါတယ်။ဒါကတော့အော်တိုဘာလ28ရက်နေ့ကပဲ။ပေါင်းတယ်မြို့နယ်ဝဲကြီးဆဲစစ်တပ်ဂစ်ကအကြမ်းဖက်စစ်သားတွေဟာဖြတ်တန်းသွားလာတဲ့ဝဲကြီးဆဲခြေရွာနေရသပြည်သူကိုတိုးကြီးကိုအကြောင်းမဲ့ဖမ်းဆီးနှိပ်စက်ခဲ့တယ်ဆိုပါတယ်။အဲဒီနောက်ဖမ်းဆီးခံထားရတဲ့ကိုတိုးကြီးဟာစစ်သားတွေလက်ထက်ကနေဒဏ်ရာတွေနဲ့ထွက်ပြေးလာခဲ့ပြီမဲ့တောဆက်တနေရာအရောက်မှာတော့ပြင်းထန်ဒဏ်ရာတွေနဲ့ပဲတေဆုံးနေတာကိုတွေ့ရပြီး သူ့ရဲ့ရုပ်လောင်းကိုတော့နိုဝင်ဘာလ2ရက်နေ့ဖြစ်တဲ့မနေ့ကပဲတွေ့ရှိခဲ့တာဖြစ်တယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်။အဲဒီလိုအချက်ဖက်စစ်တပ်ရဲ့မတရားဖမ်းဆီးနှိပ်စက်တပ်ဖြတ်မှုကြောင့်တေဆုံသွားရတဲ့ကိုတိုးကြီးရဲ့အမျိုးသမီးနဲ့အသက်9နှစ်သာရှိသေးတဲ့တမီးငယ်လေးကိုလည်းစစ်တပ်ကဝဲကြီးဆဲဂိတ်မှာပဲဒေသခံအဖြစ်ဖမ်းဆီးထားတယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်ခင်ဗျာ။တဖက်မှာတော့အမျိုးသားညီညွတ်အစိုးရအယူဂျီရဲ့နေပြည်တော် PDF တိုင်းစစ်ဌာနပြည်သူ့လုံခြုံရေးဌာနကနေ တိုက်ပွဲရှောင်ပြည်သူတွေအတွက်လူသားချင်းစာနာမှုအကူအညီတွေထောက်ပံ့ပေးနေတယ်လို့ဒီကနေ့နိုဝင်ဘာလ3ရက်နေ့မှာပဲထုတ်ပြန်လာပါတယ်။လက်ရှိနေပြီးတော့ PDF တိုက်စစ်ဌာနရဲ့စစ်စင်ရေးနယ်မြေရဝန်းတွေမှာအကြမ်းဖက်စစ်တပ်ကရည်ရွယ်ချက်ရှိရှိလက်နက်ကြီးတွေ drone တွေနဲ့ပစ်ခတ်တာတွေဒေသခံပြည်သူတွေကိုလူသားတိုင်းအဖြစ်ဖမ်းဆီးတာတွေလုပ်ပြီးတော့ဂျေးရွာတွေကိုစစ်ကြောင်းထိုးတာတွေမိရှုဖျက်ဆီးတာတွေစတဲ့စစ်ရာဇဝတ်မှုတွေကိုဇက်တိုက်ကျူးလွန်နေကြတဲ့အတွက်ဒေသခံပြည်သူတွေဟာထွက်ပြေးတိမ်းရှောင်နေရတယ်ဆိုပါတယ်။ အဲ့ဒီလိုဂျက်ဖတ်စစ်တပ်ရဲ့အရသာပြည်သူတွေပေါ်ပြစ်မှတ်ထားတိုက်ခိုက်မှုတွေနဲ့စစ်ကြောင်းထုတ်မှုတွေကြောင့်ထွက်ပြေးတိမ်းရှောင်နေရတဲ့ပြည်သူတွေကိုမြို့သားညီညွတ်အစိုးရ MG ကာကွယ်ဝင်ကြီးဌာနနေပြည်တော် PDF တိုက်စစ်ဌာနပြည်သူ့လုံခြုံရေးဌာနကနေထောက်ပံ့ကူညီပံ့ပိုးမှုတွေလုပ်ပေးနေပြီးပြည်တွင်းပြည်ပကတော်လှန်ပြည်သူတွေလည်းအတူတကွပါဝင်ကူညီခြင်းရင်တိုက်ရိုက်ချိတ်ဆက်နိုင်ပါတယ်လို့ထုတ်ပြန်ချက်မှာပြောထားပါသေးတယ်။လက်ရှိတိုက်ပွဲရှောင်ဒေသခံပြည်သူတွေအနေနဲ့ကတော့မြေပြင်မှာစစ်ရေးတပ်အများရှိနေဖို့နဲ့အချက်ဖက်စစ်တပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုတွေအပါအဝင် လေကြောင်းအန်ရဲ့ဒရီကိုပါချူတင်ကာကွယ်နိုင်မှုအတွက်ဒေါ်လာအစ်တွေရဲ့တတိပေးထုတ်ပြန်ချက်တွေကိုအလေးထားလိုက်နာပေးဖို့ကိုလည်းနေပြည်တော် PDF တိုင်းစစ်ဌာနပြည်သူ့လုံခြုံရေးဌာနကထုတ်ပြန်ထားပါသေးတယ်ခင်ဗျဟုတ်ကဲ့ဒါကတော့ရုံခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ